အဲကျွန်တော်ရဲ့အသုံးမချမှုတွေကြောင့်ကျွန်တော်ကခုနလိုမျိုးဆင်းရဲသွားတဲ့ဆိုရင်ကျွန်တော်အားဖြင့်မွေးဖွားလာတဲ့တာသမီတွေပါလည်းပဲသူတို့ကိုယ်တိုင်လည်းခုနလိုမျိုးခက်ခဲမှုတွေမွေးကြရတာသူတို့ခံစားရလို့ရှိတယ်။မင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့မေခွန်းတစ်ခုကိုဖြည့်ပေးခြင်းပါအဲ့တော့မေခွန်းကပါလဲဆိုရင်ဖျားကတဲ့ဘာလို့လူတချို့ကိုစင်စင်ရဲရဲနဲ့မွေးဖွားစေခဲ့ပြီးမွေးဖွားစေပြီးတော့တဲ့လူတချို့ကိုတော့ ငွေစွန်းကိုက်ရွှေစွန်းကိုက်ဟိတ်ပြီးတော့ချမ်းချမ်းသာသာနဲ့ငွေဖွာလာစေရတာလေ။ဘာကြောင့်ဖရာတကံအဲ့ဒါလို့မမြမတငွေဖွာစေရတာလေဆိုတော့မိခွန်းကိုကျွန်တော်ဒီကနေ့အပြေပေးသွားမှာဖြစ်ပါတယ်။ဒါပြမဥဆုံးအနေနဲ့ ကျွန်တော်တို့ဒီလောကကြီးထဲမှာလူတချို့ကစင်းစင်းရဲရဲချိုးချိုးတက်တက်ပင်ပင်ပန်းပန်းခက်ခက်ခဲခဲကြက်ကြက်တက်တက်မပြေလည်မှုတွေနဲ့ငွေးဖွားလာရတယ်။တချို့တွေကတော့အစဉ်ပြေလွန်းလို့ဒုက္ခဆိုတာဂျိုလားဂျိုနဲ့လားဒုက္ခဆိုတာကဘာအယောင်လဲဆိုတာမျိုး မေးရလောက်အောင်ဒုက္ခဆိုတာကိုဘာဆိုဘာမှမသိဘဲနဲ့အစဉ်ပြေစွာနဲ့အားလုံးအခန့်အသင့်မနောစိန်ခံပြီးတော့စီးစိန်တွေကိုခံစားပြီးတော့မွေးဖွားလာတဲ့သူတွေလည်းရှိတယ်။ဒါတွေကိုကြည့်ရင် ဖယားဆိုတာသာတကယ်ရှိတယ်ဆိုရင်ဘာလို့အဲ့လိုမျိုးမမျှမတမှုတွေနဲ့ဖယားကမွေးဖွားလာစေရတာလဲအားလုံးလုံနိုင်တဲ့ဖယားဆိုရင်ဘာလို့ဒါမျိုးတွေကိုဖယားခင်ကလောက်ရတာလဲဆိုပြီးတော့မေးစရာမေးခွန်းရှိတယ်အဲ့တော့ဒီနေရာမှာတော့ကျွန်တော်အချက်၃ခုနဲ့ကျွန်တော်ကြည့်သင့်တယ်လို့ကျွန်တော်ထင်တယ်နံပါတ်၁တခုကဘာလဲဆိုရင်ဖယားသခင်ကလူတချို့ကိုစင်ရဲစွာနဲ့မွေးဖွားစေလို့ဒါဟာဖယားသခင်ကလူတချို့ကိုဒဏ်ခတ်နေတာမျိုးအပြစ်ပေးတာမျိုးမဟုတ်တယ်လို့လူတချို့ကပြပြလဲလဲ ဟိုတတောင်တတားနဲ့เนาะပင်ပန်းမှုတွေဘာဆိုဘာမှမရှိဘဲနဲ့မွေးဖွားလာရလို့အဲ့ဒီပုံကိုယ်တွေကိုဖရာသခင်မျက်နာလိုက်ပြီးတော့ဗတ်လိုက်ပြီးတော့เนาะအဲဖရာသခင်တို့ကိုထူးပြီးတော့တို့ကိုမျက်နှာသာပေးနေတာကောင်းချီးပေးနေတာမျိုးလည်းမဟုတ်ဘူးဆိုတာကိုကျွန်တော်နံပါတ်1နားလည်စေချင်တယ်အဲ့တော့ဘာဖြစ်လို့လဲလဲပြောရင်ဖရာသခင်ကလူတွေအားလုံးကိုပေးထားတဲ့အရာတစ်ခုရှိတယ်အဲ့ဒါက free will လို့ခေါ်တဲ့လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်လှုပ်ဆောင်ပိုင်ခွင့်ဆိုတဲ့အရာကိုဖရာသခင်လို့ဆိုဖရာသခင်ပေးထားတယ် တော့အဲ့ဒီ free will ဆိုတဲ့လွတ်လပ်စွာလုတ်ပိုင်ခွင့်ရွေးချယ်ပိုင်ခွင့်ကပဲလူတချို့ကိုဟိုသူများကိုဗိုလ်ချဖို့လောဘကြီးဖို့အော်ဖိနှိပ်ဖို့မတရားလုပ်ဖို့ရာအတွက်ဖြစ်သွားတယ်။ပြီးရင်ကမ္ဘာပေါ်မှာဖြစ်ပျက်နေတဲ့ဆင်းရဲဒုက္ခပြဿနာတော်တော်များများကအဲဒီခုနပြောတဲ့လောဘတွေကိုအခြေခံရင်းဖိနှိပ်မှုတွေကိုအခြေခံရင်းပြီးပြီးဆိုရင် မတရားမှုတွေကိုအခြေခံရင်းနဲ့ထွက်ပေါ်လာတဲ့အရာတွေဖြစ်တယ် ဲ့ဒီအရာတွေရဲ့အရင်အမြစ်ကပါလဲလို့ပြောရင်ဖရာသခင်လူကိုပေးထားတဲ့လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ကိုအလွဲသုံးစားလုပ်မိရင်းကနေဖြစ်ပေါ်လာတဲ့အကြောင်းရင်းတွေဖြစ်တယ်ဆိုတော့ကျွန်တော်တွေ့ရတာဆိုတော့ဒီအရာတွေကဟိုတူးတယောက် individual ရဲ့လောက်ဆောင်မှုကြောင့်လည်းဖြစ်နိုင်တယ်လို့ collective လို့ခေါ်တဲ့အစုအဖွဲ့ပြီးကျွန်တော်တို့အားလုံးဆက်နွယ်ပတ်သက်နေတဲ့အကြောင်းအရာကြောင့်လည်းဖြစ်နိုင်တယ် တိုင်းပြည်ကြီးတစ်ခုလုံးဆင်းရဲနေတာလူမျိုးနွယ်စုကြီးတစ်ခုလုံးဆင်းရဲနေတာဒေသတစ်ခုလုံးဆင်းရဲနေတာခက်ခဲနေတာကြက်တဲနေတဲ့အရာကတစုံတဦးရဲ့ခုနလိုမတရားမှုတစုံတဦးရဲ့ဖိနှိပ်မှုတစုံတဦးရဲ့လောဘတွေကြောင့်ဖြစ်နိုင်တယ်လို့အစုအဖွဲ့တစ်ခုရဲ့မတရားမှုဖိနှိပ်မှုလောဘတွေကြောင့်လည်းဖြစ်နိုင်တယ်ဆိုတာကျွန်တော်တွေ့ရတယ်။အဲ့ဒီအရာတွေအားလုံးကလူရဲ့လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ကိုမကောင်းတဲ့နေရာမှာအလွဲသုံးစားလုပ်မိတဲ့အရာကြောင့်ဖြစ်တယ် အုံနောက်ကိုခန်းစားချက်ကိုကောင်းတဲ့အပိုင်းမှာအသုံးမပြုဘဲနဲ့ခုနလိုတကိုရေကောင်းစားရေးတစုတဖွဲ့ပဲကောင်းစားရေးကိုလှုပ်ဆောင်ရင်းနဲ့အဲ့ဒီအရာရဲ့အကျိုးဆက်ကခုနလိုဟိုဒေတာကြီးတစ်ခုလုံးလူမျိုးနွယ်စည်းကြီးတစ်ခုလုံးတိုင်းပြည်ကြီးတစ်ခုလုံးကိုစင်ရဲတွင်ထက်ကိုရောက်သွားစေတယ်အဲ့ဒီအရာကနောက်ဆုံးကျတော့ခုနလိုလူတချို့ကိုခက်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 ပင်ပင်ပန်းပန်းကြက်ကြက်တဲတဲနဲ့မပြေလည်မှုတွေများကြီးနဲ့အစ်မပြေမှုတွေများကြီးနဲ့မွေးဖွားလာစေတဲ့ကြီးပြင်းလာစေတာမျိုးဖြစ်တာစေတယ်ဆိုတော့ကျွန်တော်တွေ့ရတယ် ဒါတွေအားလုံးကခုနကဖျားပေးထားတဲ့ free will လို့ခေါ်တဲ့လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်လှုပ်ဆောင်ပိုင်ခွင့်ကိုအလွဲသုံးစားလုပ်နေရင်းကြောင့်လုပ်လုပ်မှုကြောင့်ဖြစ်လာတဲ့အရာဖြစ်တယ်ဆိုတော့ကျွန်တော်နံပါတ်1နားလည်ရတယ်။နံပါတ်2ကဖျားသခင်ကလူတချို့ကိုအစဉ်ပြေပြေနဲ့ချမ်းချမ်းသာသာနဲ့မွေးဖွားလာစေပြီးလူတချို့ကိုဖျားသခင်ခက်ခက်ခဲခဲနဲ့မွေးဖွားလာစေတယ်။ပင်ပန်းဆင်းရဲစွာနဲ့မွေးဖွားလာစေတယ်။ဘာကြောင့်လဲလို့ပြောရင်နံပါတ်1ကဒါကဖျားသခင်ကျွန်တော်တို့ကိုရည်ရွယ်ချက်တစ်ခုနဲ့ကျွန်တော်တို့ကိုလှူဆောင်ပေးတာဖြစ်တယ်။ အဆင်ပြေပြေနဲ့ပြေပြေလည်လည်နဲ့တတောင့်တတားနဲ့ကျွန်တော်မွေးဖွားလို့ကျွန်တော်တို့ထောင်လွှားပြီးတော့မာနတွေကြီးပြီးတော့သူများတွေကိုမတူတလို့မတန်တလို့ကျွန်တော်ဆက်ဆံဖို့အထက်စီးကနေနေဖို့အားလုံးကိုဟောက်စာငေါက်စာလုပ်ဖို့ရတဲ့ဘုရားသခင်တို့ရမဟုတ်ကျွန်တော်တို့ကို good stewardship လို့ခေါ်တဲ့ဒီအရာကိုကောင်းကောင်းမွန်မွန်ထိမ့်သိမ်းဆောက်ရှောက်တော်သူအသုံးပြုတော်သူတကောင်ကျွန်တော်ဖြစ်စေခြင်းနဲ့ကျွန်တော်တို့ကိုဘုရားသခင်ပေးထားတဲ့ငွေရပါအခွင့်သာမှုတွေကို အစဉ်ပြေမှုတွေကိုသူတစ်ပါးတွေကိုကူညီဖို့သူတစ်ပါးတွေကိုလက်ဟိုမဆာပေးဖို့သူတစ်ပါးတွေကိုထောက်ပံ့ပေးဖို့သူတစ်ပါးတွေကိုတွဲခေါ်ပေးဖို့သူတစ်ပါးတွေကိုညှာတာတက်ဖို့ရအတွက်ကျွန်တော်တို့ကိုဘုရားသခင်ကဒီအရာကိုကောင်းကောင်းမွန်မွန်နဲ့အသုံးပြုတတ်ဖို့ရဘုရားသခင်ကျွန်တော်တို့ကိုတာဝန်ပေးထားတာဖြစ်တယ်။တစ်ဖက်ကလည်းပဲကျွန်တော်တို့ကိုခက်ခဲစွာနဲ့ဘုရားသခင်မွေးဖွားလာစေတဲ့အခါမှာလူဖြစ်လာစေတဲ့အခါမှာကျွန်တော်တို့ကိုပို့ပြီးတော့တန်မာလာအောင်ပို့ပြီးတော့ကြန့်ခိုင်လာအောင်ပို့ပြီးတော့ကျွန်တော်စူးစမ်းလာအောင် ျွန်တော်ပို့ပြီးတော့အာအာထုတ်တက်လာအောင်ကျွန်တော်တို့ကဘုရားသခင်သင်ယူစီခြင်းနဲ့အတွက်ကြောင့်လည်းကျွန်တော်မွေးဖွားလာစီတာဖြစ်တယ်။ဒီຢာတွေနှစ်ခုလုံးကကျွန်တော်တို့ကိုအတိတ်ပဲမဲ့အကျိုးအကြောင်းမဲ့ကျွန်တော်တို့ကိုဖြစ်လာစီတဲ့အရာတွေမဟုတ်ပဲနဲ့ဒီအရာတွေအားလုံးကတစ်ခုနဲ့တစ်ခုနော်အကျိုးအသင့်အကြောင်းသင့်ရည်ရွယ်ချက်ရှိရှိနဲ့ဘုရားသခင်ကဖြစ်လာစီတဲ့အချင်းအရာတွေဖြစ်တယ်ဆိုတာကိုကျွန်တော်နားလည်ရတယ်။ဆိုတော့အတိတ်ပဲကဘာလဲလို့ပြောရင်ချမ်းချမ်းသာသာနဲ့အစဉ်ပြေပြေနဲ့မွေးဖွားလာတာကလည်း ကိုကိုကိုအထင်ကြီးပြီးတော့ကိုကိုကိုစိန်ခံပြီးတော့ပျော်ပါပြီးတော့သူများကိုအထက်စည်းကနေမတူမတန်တယ်လို့ဆက်ဆံတတ်ဖို့ရအတွက်ဘုရားသခင်ကျွန်တော်တို့ကိုမွေးဖွားစေတာမဟုတ်ဘဲနဲ့သူများကိုပို့ပြီးစာနာတတ်ဖို့ဖေးမတတ်ဖို့ကူညီတတ်ဖို့ရက်ရောတတ်ဖို့ကိုကိုဘုရားပေးထားတဲ့ဒီအရာတွေကိုကောင်းကောင်းမွန်မွန်စောင့်ရှောက်တတ်ဖို့ရဘုရားပေးတာဖြစ်တယ်လို့မပြေမလဲပင်ပင်ပမခက်ခက်ခက်ခဲချွတ်ချွတ်တက်တက်မွေးဖွားလာရလို့လေဘုရားသခင်ကျွန်တော်တို့အပြစ်ပေးနေတာမဟုတ်ပဲကျွန်တော်တို့ကိုပို့ပြီးတော့စူးစမ်းနိုင်ဖို့ပို့ပြီးတော့ တန်မာလာဖို့ပို့ပြီးတော့ရင့်ကျက်လာဖို့ဘဝတူတွေကိုပို့ပြီးတော့စာနာတက်လာဖို့ရအတွက်ဘုရားသခင်ကျွန်တော်တို့ကိုအဲ့ဒါလိုရည်ရွယ်ချက်ပြီးတော့ကျွန်တော်တို့ကိုမွေးဖွားလာစေတာဖြစ်တယ်လို့ကျွန်တော်နားလည်ရတယ်။ဒါကနံပါတ်1ဖြစ်တယ်။နံပါတ်3ကတော့ ဆင်းရဲဒုက္ခလို့ပြောရင်ကျွန်တော်တို့တော်တော်များများကအကောင်းမမြင်ဘူးခုနကဒီမေးခွန်းကိုမေးတဲ့မေးခွန်းရှင်ကိုယ်တိုင်ကချမ်းသာခြင်းတည်တာလည်းအကောင်းဆင်းရဲဒုက္ခဆိုတာကဘယ်တော့မှမကောင်းဘူးလို့မြင်နေပုံရတာအကြောင်းမလို့ခုနကမင်းများတတ်ဘူးအကောလုံးဘုရားသခင်ချမ်းသာအောင်လုပ်လိုက်ပါလားအဲ့လိုပြောတယ်အဲ့တော့တခါတော့ကလူတစ်ယောက်ပြောဘူးတယ်အော်သူကပုံပြင်ထဲရလားဇလန်ထဲရလားမသိသူပြောတာပါသူကပြောလဲဆိုတော့အကောလုံးမီလီယံနာတွေဖြစ်တဲ့အကောလုံးဘီလီယံနာတွေဖြစ်သွားတဲ့အကောလုံးတန်းကျွေတထေးတွေဖြစ်သွားရင်အာကဲငါအိမ်မှာဆေးလာတော့အောင်လို့ပြောဆေးတုတ်တမာဒါကျောဆေးမတုတ်တော့ကျွန်တော်မီလီယံနာဖြစ်သွားပြီ အာငါအိမ်ဆောက်ပေးအောင်လို့ပြောတော့လဲပယံစီယာတွေလက်သမားစီယာတွေကအာကျွန်တော်အိမ်ဆောက်တော့ကျွန်တော်မီလီယံနာဖြစ်သွားပြီကျွန်တော်ဘီလီယံနာဖြစ်သွားပြီစသဖြင့်ပေါ့နော်အဲ့ဒီလိုမျိုးလုပ်တော့ခါကျတော့ငါအိမ်မှာထမင်းချက်ငါတို့ဆိုင်မှာထမင်းချက်ဒီမှာငါတို့ဆီမှာလုံချုံရလာလို့အာကျွန်တော်ဘီလီယံနာဖြစ်သွားပြီမီလီယံနာဖြစ်သွားပြီနောက်ဆုံးကျတော့ပတ်စံတွေပဲရှိပြီးတော့ဟိုခုနလိုမျိုးပေါ့တယောက်တယောက်နဲ့တယောက်ရဲ့အခန်းကဏ္ဍတွေအားလုံးကလောက်ဆောင်မဲ့သူတွေမရှိတတ်တော့ဘူးအဲ့လိုမျိုး တယောက်ကပုံပြင်လေးလားမသိဘူးတစ်ခါတော့ပြောပူတယ်ပြောချင်တဲ့ဥစ္စာကပါလဲလို့ပြောရင်အားလုံးမှာသူ့ရဲ့ကဏ္ဍသူ့ရဲ့တာဝန်သူ့ရဲ့အရေးပါမှုဆိုတာရှိတယ်အဲကျွန်တော်တို့တွေကတစ်ခါကျရင်အဲအဲ့လိုပုံကိုယ်တွေကိုကျွန်တော်တို့ကစင်းရဲတယ်ဆိုပြီးနှိမ်ချင်တာလို့လို့မကောင်းမြင်တာလို့လို့မဟုတ်ဘူးနဲ့ဒါကသူ့မှာသူ့ရဲ့ကဏ္ဍသူ့ရဲ့အရေးပါမှုသူ့ရဲ့တန်ဖိုးရှိမှုဆိုတာရှိတယ်ဆိုတာကိုကျွန်တော်နားလေတက်ဖို့ရဖြစ်တယ်နောက်ပြီးရင်တမန်ကျမ်းစာကပြောတယ်စင်းရဲဒုက္ခဆိုတဲ့အရာကကျွန်တော်တို့ကိုအမြဲတမ်းမကောင်းတဲ့အရာအဖြစ်ဘုရားသခင်အပြစ်ပေးမှုတစ်ခုအဖြစ် ကျွန်တော်တို့ကိုဘုရားသခင်မမြင်စေခြင်းဒီဆင်းရဲခြင်းဒီဒုက္ခတွေတဲကနေဒီပြဿနာတွေတဲကနေကျွန်တော်တို့တွေဟိုနှိမ်ချတတ်ခြင်းဆိုတာကိုကျွန်တော်ပို့ပြီးတင်ယူတက်လာတယ်စာနာတတ်ခြင်းဆိုတာတွေကိုကျွန်တော်နားလေတက်လာတယ်ကျင်နာတတ်ခြင်းဆိုတာကိုလည်းကျွန်တော်တို့ပို့ပြီးတော့သဘောပေါက်တက်လာတယ်ဟိုဘဝတူစိတ်ဆိုတဲ့ဥစ္စာတွေကိုလည်းပို့ပြီးတော့သဘောပေါက်လာတယ်နားလေလာတယ်အဲ့ဒီအရာတွေကကျန်တဲ့နေရာတွေကနေဟိုဘလို့မှတင်ယူလို့မရတဲ့အရာတွေဖြစ်တယ်ဆိုတော့ကျွန်တော်တွေ့ရတယ်အဲတခါတော့ကကျွန်တော်ဒီ Facebook မှာပဲဟို ျွန်တော်မိတ်ဆွေတယောက် share ထားတဲ့ video လေးတခုကျွန်တော်ကြည့်လိုက်ရတယ်အဲ့ဒါအဲ့ဒါအဲ့လူကတော့သူကသူကတော့ဒီ social experiment ပေါ့နော်ဒီလူမှုစမ်းသပ်မှုတခုလုပ်တာပါသူကဒီလုပ်ငန်းတစ်ခုရဲ့အလုံခြုံရေးအဆောက်အအုံလားမသိဘူးသူကပတ်စံချီးတာပေါ့သူကတကယ်တမ်းဟန်ဆောင်ပြီးသူချီးတာပါတနည်းအားကလည်းသူကဗီဒီယိုလေးခိုးပြီးသူရိုက်ထားတယ်မှတ်တမ်းတင်အသံလက်တိတ်ချဖန်ထားတယ်အဲ့တော့အဲ့ဒီအဲ့ဒီမှာအဆောင်လုပ်တဲ့ပုံကသူကိုယ်တိုင်လည်းတကယ်အဆင်ပြေလားလို့ပြောရင်အဆင်မပြေဘူးသူကိုယ်တိုင်လည်းပဲရရဆဆပဲပေါ့နော်သူ့အတွက်ငွေပူငွေရှင်ဆိုတာလည်းအဲ့လိုကြီးမရှိဘူးဒါပေမဲ့ တစ်ဖက်ကလူကနေပြီးတော့ဟိုသူ့အစင်မပြေလို့သူ့ကိုငွေချေးပေးပါအောင်လို့ပြောတဲ့အခါမှာသူ့မှာရှိတဲ့တဲကနေတော်တော်များများကိုသူကချီးပေးတာမဟုတ်ပဲနဲ့သူပေးလိုက်တယ်ခက်ခဲတဲ့သူတွေတဲမှာလဲဩတစုံတစ်ယောက်ခက်ခဲတဲ့အခါမှာဘလောက်ထိစိတ်ပင်ပန်းမလဲဆိုတဲ့စာတွေကိုသူတို့နားလေတယ်သူတို့သဘောပေါက်တယ်သူတို့မြင်တယ်ဆိုတော့ကျွန်တော်တွေးရတယ်ဒီအရာတွေက တို့ဒီဆင်းရဲခြင်းတွေကနေဒီဒုက္ခတွေတွေကနေဒီပြဿနာတွေတွေကနေအစ်မပြေမှုတွေတွေကနေကျွန်တော်တို့ပို့ပြီးတော့မြင်လာရတယ်ပို့ပြီးတော့နားလည်လာရတဲ့အရာမျိုးဖြစ်တယ်ဆိုတော့ကျွန်တော်တို့တွေ့ရတယ်ဒါကြောင့်မလို့ဟိုကျွန်တော်တို့တမချန်းစာကခရိယံယုံကြည်ချက်ကမညီမျှမှုတွေမညီမျှစွာနဲ့မွေးဖွားလာတာကိုကျွန်တော်မြင်တယ်တွေ့တယ်သဘောပေါက်တယ်နားလည်တယ်ဒါပေမဲ့ဒီယာတွေအားလုံးရဲ့နောက်ွယ်မှာဘုရားသခင်ကအပြစ်ပေးနေတာတွေမျက်နာလိုက်တာတွေလုပ်နေတာမဟုတ်ဘူးနဲ့ဘုရားသခင်ကသူ့ရဲ့အစီအစဉ်နဲ့သူရှိတယ် ကောင်းကောင်းမွန်မွန်မွေးဖွားလို့လည်းကျွန်တော်တို့ကထောင်လွှားဖို့မဟုတ်ဘူးကျွန်တော်တို့ဒီအရာကိုကောင်းကောင်းမွန်မွန်နဲ့အသုံးပြုတတ်ဖို့စောင့်ရှောက်တတ်ဖို့ဖေးမတတ်ဖို့ဆိုတဲ့ဥစ္စာကိုကျွန်တော်တင်ယူရတယ်လို့ခက်ခဲစွာနဲ့မွေးဖွားလာရလို့လည်းကျွန်တော်တို့ကိုကျွန်တော်တို့ဖျားအပြစ်ပေးခံရတာမဟုတ်ဘူးနဲ့ဒီအရာကကျွန်တော်တို့ပို့ပြီးတော့တန်မာလာဖို့ကြန့်ခိုင်လာစေဖို့ပို့ပြီးတော့အားထုတ်တတ်လာဖို့ရကျွန်တော်တို့ကိုရင့်ကျက်လာအောင်သင်ပေးနေတဲ့အရာတွေဖြစ်တယ်လို့လည်းနားလည်ရတယ်။နောက်ဆုံးတော့အရာတစ်ခုကဘာလဲလို့ပြောရရင်ဖျားသခင်က law ဆိုတဲ့စကားတစ်ခုဖန်တင်တာဖန်တီးပေးထားတယ် စ조사တဲ့အခါတိုင်းမှာ조사မှုရဲ့အသေးအပွင့်ကိုခန်းစားဖို့ရပြန်ကန်ပေးတယ်ဥပမာဆိုပါစို့ကျွန်တော်ကကြိုးကြိုးဆဆနဲ့ကျွန်တော်ရုံးကံပြီးကျွန်တော်လှုပ်ရှားတဲ့အခါမှာလှုပ်ဆောင်တဲ့အခါမှာကျွန်တော်ကအတိုက်အတာတစ်ခုထိအောင်မြင်လာမယ်အဆင်ပြေလာမယ်ဒါကြောင့်ကျွန်တော်ကျွန်တော်조사အားထုတ်မှုကြောင့်ဟိုအဆင်ပြေလာတဲ့အခါမှာကျွန်တော်ကနေဖြစ်လာတဲ့ကျွန်တော်ရဲ့သားသမီးတွေကသူတို့လက်ဟိုပြင်ပမတ်တက်ခက်ခက်ခက်နဲ့သူတို့မွေးဖွားလာကြအကြောင်းမရှိတော့သူတို့လက်အဆင်ပြေမှုတွေနဲ့သူတို့မွေးဖွားလာဒါပေမဲ့ကျွန်တော်ကအသုံးမချဘူးအပြင်းကြီးတယ်အလုပ်ကိုလည်းကျွန်တော်ကမလေးစားဘူးခိုကတ်တယ် ်ကျွန်တော်အလောင်းကစားတွေလည်းလုတ်သေးတယ်တောက်တောက်ဆဆလည်းကျွန်တော်လုတ်တတ်သေးတယ်ပျော့ပျော့ပွားပွားလည်းလုတ်တတ်သေးတယ်ဆိုရင်အဲကျွန်တော်ရဲ့အသုံးမချမှုတွေကြောင့်ကျွန်တော်ကခုနလည်းမျိုးဆင်းရဲသွားတယ်ဆိုရင်ကျွန်တော်အားဖြင့်မွေးဖွားလာတဲ့သားသမီးတွေကလည်းပဲသူတို့ကိုယ်တိုင်လည်းခုနလည်းမျိုးခက်ခဲမှုတွေမွေးကြရတာသူတို့ခံစားရဖို့ရှိတယ်ဒီရအားလုံးကဘာကြောင့်လဲလို့ပြောရင်ခုနလည်းမျိုးကျွန်တော်အားလုံးဟာခုန law တော့ညံ့မှာစ조사အားထုတ်မှုရဲ့ညံ့မှာကိုကျွန်တော်တို့တွေကဟိုအသုံးပြတ်မှုအချင်း ကာယလောက်အားစသဖြင့်ပေါ့နော်ငွေကြေးဒီအရာတွေကိုအသုံးပြတတ်မှုကျွန်တော်တို့ရဲ့ကိုချင်းတရားဒီအရာတွေကိုအသုံးပြမှုကျွန်တော်တို့လွဲချော်သွားတဲ့အခါမှာအဲ့ဒီအရာတွေအကျိုးဆက်ကိုဖျက်သွားစေတယ်။ဒါကိုကျွန်တော်သဘောပေါက်တဲ့နားလေတဲ့တက်စင်ဒီအရာတွေအားလုံးကိုသွားပြဖရားကိုပဲခင်ဗျာမမမရတယ်ခင်ဗျာတော်တော်ပြဖန်ဆင်းနေတော့ဆိုပြီးကျွန်တော်အပြစ်တင်နေမှာမဟုတ်တော့ဘဲနဲ့ဒီအရာနဲ့ပတ်သက်ကျွန်တော်တို့ကိုကျွန်တော်လက်တာဝန်ယူတတ်ဖို့တာဝန်ရှိတယ်ဆိုတာကိုလည်းနားလေတတ်ဖို့ရအတွက်လွယ်ကူလာလိမ့်မယ်လို့ကျွန်တော်နေနဲ့ဖြေပေးချင်ပါတယ်။ကျေးဇူးများလေးတင်ပါတယ်။